ကျွန်တော်ဒါလေးပြီးပြီနော် show ดาวซุงซีนุเนี่ยแมสันเนี่ยอินเทอร์เน็ตကိုကြားနေမှာကဲဘာလို့သေးလဲရက်ဆိုင်ထားတဲ့အငင်းပွားပွဲရန်ကုန်မြို့သစ်စီမံကိန်းပြန်လည်အကောင့်ထဲဖို့ဖို့ဂျွန်15ရက်နေ့ရန်ကုန်တိုင်းလွှတ်တော်မှာလျှို့ဝက်မဲခွဲဆုံးဖြတ်ခဲ့ရာထောက်ခံမဲတရားကန့်ကွက်မဲ10မဲ ပယ်မဲ၄မဲနဲ့အတည်ပြုလိုက်ပါတယ်။ယာရုတက်တန်တိတ်မကြံတော့တဲ့အချိန်ဘာလို့စီမံကိန်းကြီးတစ်ခုကိုအတည်ပြုလိုက်တာလဲ။စီမံကိန်းထောက်ခံဆွေးနွေးခဲ့တဲ့ကမာရွတ်မြို့နယ်အမတ်နဲ့မဲဆန္ဒနဲ့အမတ်ဦးမြတ်ငွေကတော့ရန်ကုန်မြို့ဟာနှက်ပုံနှမ်းဖြစ်နေပေမဲ့လှိုင်မြစ်တစ်ဖက်ကန်းကတော့ခြောက်ကန်နေတာကြောင့်ပြည်သူတွေဘဝတိုးတက်ဖို့စီမံကိန်းအများဆုံးအကောင့်ထဲပေါ်တင်တယ်လို့ဆိုပါတယ်။ရန်ကုန်တိုင်းဆိုရနဲ့လွှတ်တော်တက်တန်း၄နှစ်ကျော်အတွင်းမှာလုတ်ပေးနိုင်တာတွေအတွက်ဂုံယူရဲဆိုတဲ့သူကဒီမိုကရေစီတက်တန်းရာကျော်နေတဲ့နိုင်ငံတွေနဲ့တော့ မရှင်းစေခြင်းဘူးလို့ပြောပါတယ်။ကျွန်တော်တို့ရဲ့ရန်ကုန်ကိုကြည့်ပါ။တကယ်တော့ဓာတ်ပုံနယ်လိုက်လို့ပါ။ဒါကျွန်တော်ရှင်းနေပါဝင်တာ။အဲ့တော့ကျွန်တော်တို့ရဲ့မြက်ကအနောက်ဘက်ခြမ်းကိုစမ်းမြော်ကြည့်ရတာ။ကြီးနဲ့ပုတ်ပုတ်ဖြစ်နေပါရဲ့။ဒီဒေသလူတွေတွေ့ပြိုးတိုးတက်ဖို့ကြီးပွားဖို့ချမ်းသာဖို့တွားရင်လာရင်ဒီလွယ်ကူဖို့အဲ့ဒီလိုဝင်ရင်းတို့တွေကျွန်တော်တို့ဒီရန်ကုန်ကမ်းလိုပဲရှိသင့်ပါတဲ့။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအကင့်နဲ့ရန်ကုန်တိုင်းဒေသပြုတ်တော်ကတက်လေးနှစ်ခွဲပေါင်းခြင်းမှာဒါတော့လုတ်ပြီးနိုင်တာတကယ်တော့ဘုံမူစရာပါဓမ္မပရိကြီးနိုင်ငံလွတ်တော်ပြတ်တော့နေပေါင်း150တော်ရှိတဲ့ဟိုဂျာမနီလိုအမျိုးသားတော်ဖို့ကြီးပြောဆိုပြီးတော့မဖြစ်ပါဘူးကျွန်တော်တို့ကငားနေတော့မပြေသေးတော့မြို့သစ်စီမံကိန်းပြန်လဲစတင်ဖို့ဆန္ဒပြမှုတွေပါဖြစ်နေလို့ ပြည်သူအတန်တိုင်းအများဆုံးအကောင့်ထဲပေါ်တည်နေလို့ကြီးမြင့်နိုင်အမတ်ဒေါ်ကြည်ကြီးမားကဆိုခဲ့ပေမဲ့လည်းဆန္ဒပြမှုတွေဟာတရုတ်နိုင်ငံသားတဦးငွေပေးခိုင်းစေတယ်ဆိုတဲ့တိုင်စာရရှိထားတဲ့ဆိုသူကကန့်ကွက်ဆွေးနွေးခဲ့သူဒေါ်ညိုညိုသိမ့်မှာဆန္ဒပြမှုတွေကြောင့်စီမံကိန်းကိုပြန်လည်အကောင့်ထဲပေါ်မယ်ဆိုရင်လည်းကန့်ကွက်တဲ့သူတွေလည်းရှိနေသေးတာမို့ကြီးမားတဲ့လူလူဆန္ဒပြမှုတွေဖြစ်လာနိုင်မယ်လို့သတိပေးလိုက်ပါသေးတယ်ဒီစီမံကိန်းကိုရုပ်သိမ်းပြီးတော့မှပြန်လည်အကောင့်ထဲပေါ်ခြင်းဟာဒေသခံများရဲ့ဆန္ဒ ပြမှုကြောင့်ဖြစ်တယ်ဆိုရင်ဒေသခံတွေရဲ့ဆန္ဒပြပွဲတွေကို စီမံကိန်းပြန်လည်ပေါ်ဆောင်လို့တဲ့အချက်တစ်ချက်အနေနဲ့ပြန်လည်ထည့်သွင်းစဉ်းစားမယ်ဆိုရင်ဒီဒေသမှာနေထိုင်တဲ့ဒီစီမံကိန်းကိုစန့်ကျင်တဲ့ပြည်သူလူထုတွေလည်းရှိပါတယ်ဆိုတော့ကို အသိပေးခြင်းခြင်းပါလေရှင်။ဥက္ကဋ္ဌကြီးထံရော ကျမထံရောတိုင်ကြားစာများစွာ ရှိနေပါတယ်။ အခုဒီစီမံကိန်းကိုပြန်လဲပြီးတော့အစိုးရဘက်ကတင်ပြခဲ့တဲ့အတိုင်းအတည်ပြုမယ်ဆိုရင်တော့ကြီးမားတဲ့လူမှုစန္ဒပြပွဲများဖြစ်လာမယ်လို့ကျွန်မနားလည်သဘောပေါက်ထားပါတယ်ရှင်။အထူးသဖြင့်ဒီစီမံကိန်းကိုဆန့်ကျင်သောပြည်သူလူမှုလည်းပုံမြင့်ချင်းနဲ့ရှင်နေပါကြောင်းမြစ်တာဖြစ်သတိပေးလိုပါတယ်ရှင်။သူ့အနေနဲ့စီမံကိန်းကိုလုံးဝကန့်ကွက်နေတာမဟုတ်ဘဲအစိုးရဘက်ကပွင့်လင်းမြင်သာမှုမရှိလို့သာကန့်ကွက်နေရတာလို့ဆိုပါတယ်။ ငွေကြေးတည်ငြိမ်ဖို့စူးစမ်းနေချိန်မှာစီမံကိန်းအကောင့်ထဲပေါ်မဲ့ဆိုငွေကြေးဈေးွက်ထိန်းဖို့ပိုခက်ခဲသွားမယ်လို့ပြောပါတယ်။ရန်ကုန်မြို့တော်ဝန်ဦးလာမြင့်ကတော့စီမံကိန်းအကောင့်ထဲပေါ်ဖို့ဒေသခံတွေရဲ့ဆန္ဒမပါဘဲမဖြစ်နိုင်လို့ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပြီးမြို့သစ်စီမံကိန်းတွေကြောင့်မြေဈေးအများကြီးတက်မသွားနိုင်ဘူးလို့လည်းဆိုပါတယ်။အဲ့ဒီမှာရှိရခြေရသူမှနေတဲ့လူတွေရဲ့ဟိုလားစိတ်ဆန္ဒတွေပေါ့အများကြီးညီနိုင်မှုမှာပါနော်ဟိုလည်းတော့ကြီးတော့ဖြစ်လာနိုင်တယ်လို့မထင်ဘူးပေါ့နော်ခုနကကြီးတောင်းပါပဲအများကြီးလေ